အားလုံးမင်္ဂလာပါ။ Online Entertainment မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ရဲ့ Online Entertainment ကနေ season အလတ်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါနဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။ဖန်လို့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့။ခုချိန်မှာတော့ကျွန်တော်တို့အစင်နဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျ။ဒီကနေ့မှာတော့ ရှင်တို့ဆန္ဒဖြင့်ထုတ်ရီပန်ထွက်သလိုမိန်ကလေးတွေရောထုတ်ရီပန်ထွက်နိုင်သလားဆိုတာတင်ဆက်ပြီးကျမတွေအရေးအကြောင်းမပြောခင်အားလုံးသိထားတဲ့နဲ့အတူတဖြစ်အဆိုင်ယောဂသမားများလုံးဝသိထားတဲ့နဲ့ရင်ပူရင်စားဖြစ်စေတဲ့အစားအစာဆန္ဒမျိုးကြောင့်အရင်တင်ဆက်ပြီးကျမတွေအရာပေးရတဲ့တပိုင်းနဲ့ရှင်တို့ဆန္ဒဖြင့်ထုတ်ရီပန်ထွက်သလိုမိန်ကလေးတွေရော တောက်ရင်ပန်းထွန်နိုင်သလားဆိုတာတင်ဆက်ပေးပါမို့အဆောင်ထိကြည့်ပေးကြပါတော့ရှင်းပုံရင်စာဖြစ်စေတဲ့အစာစာ15မျိုးလူတိုင်းဒီပါရှင်းမထဲမှာတင်ဆက်ပေးပုံနေတဲ့လက္ခဏာကိုခန်းစားပူကြမှာပါဖြစ်ရတဲ့အကြောင်းရင်းကတော့အစာအိမ်ထဲမှာရှိတဲ့အဆစ်တွေမြားလာတဲ့ကောင်အစာရည်မျိုးစေ့ကိုရောက်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါကိုအစာချေရေးအထက်ဆန်းရင်းလို့ခေါ်ပါတယ်အဆစ်တွေမြားလာပြီဆိုရင် အစာများများစားပေးဖို့လိုအပ်လာပါပြီ။ဒါပေမဲ့သင်စားလိုက်တဲ့အစာဟာအဆက်ပိုထွက်စေပြီးရှင်ပိုပူစေမယ့်အစာမဖြစ်ဖို့အရေးကြီးပါတယ်။ဒီအစီအစဉ်မှာတော့ရှင်ပိုစေမယ့်အစာစာ၅မျိုးကိုဖော်ပြပေးလိုက်ပါတယ်။အရက်အလုံးသိပြီးဖြစ်တဲ့အတိုင်းအရက်ဟာရှင်ပိုစေပါတယ်။ဝိုင်းနေပြီးအောင်စားတာတွေဟာအစာအိမ်တွေကအဆင်တက်ကိုမြင့်တက်စေတဲ့ပြီး အစာရည်မျိုးဝေးညရာကိုဖြောချစေတဲ့အတွက် ရှင်းပူရှင်းဖို့ပူဆိုးစေပါတယ်။စီတော်အစာစားမြောင်ဒီအစာစားမှာပါဝင်တဲ့အစီတွေဟာအစာချေဖို့အတွက်ခက်ခဲပါတယ်။ဒါကြောင့်အဆင်မြန်မြန်ပို့ထွက်ပေးရပါတယ်။စီတော်ပုံတွေကိုရှောင်ဝင်းစွေးစမ်းမရင်နဲ့ညီညွတ်တဲ့ပြင်ရှင်းပူစေခြင်းကလည်းကခွေပေးပါတယ်။အပူဝဆံမြောင်အပူဝဆံတွေကလည်း ်ဟက်ဆက်ကလတ်ဂျင်ကိုအားပေးပါရယ်ခရမ်းချင်သည်လက်ဆက်တဲ့ခရမ်းချင်သည်ဟာစမိုင်းရီကိုကောင်းစေပါရယ်ဒါပေမဲ့သူ့မှာပါတဲ့အဆင့်တက်ကအဆင့်တက်ဖြစ်တဲ့အတွက်ရင်ပူခြင်းကိုပိုဆိုးစေပါရယ်လိမ္မော်သည်အဆောင်မရှိချိန်မှာနန်းနဆာဖြင့်လိမ္မော်ရီကိုတောင်းပန်ဆိုရင်အဆင့်တက်အဆင့်များတဲ့အတွက်ရင်ပူခြင်းကိုဆိုးစေပါရယ်အလားတူပဲစပြစ်ပန်းသည်တက်တော်သည်နဲ့စံတဲ့အသေးတွေကို အနက်စောစောမှမစားသေးပါဘူးပူစီနံပူစီနံမှာပါဝင်တဲ့ဓာတ်ဟာအစာရည်မျိုးရဲ့ညင်အားကိုလျော့ချစေပါတယ်အမဲသောအမဲသောမှာပါဝင်တဲ့အဆီဓာတ်ဟာအစာချေမှုခက်ခဲတဲ့အတွက်အဆစ်ကိုပုံမထွက်စေပါတယ်ကော်ဖီကော်ဖီမှာပါတဲ့ကဖိန်ဓာတ်ဟာရှင်ပူခြင်းကိုစိုးစေပါတယ်နေ့စဉ်သားဖို့မသိတော့ပါဘူး cheese cheese မှာလည်းအစာချေမှုခက်တဲ့အဆီဓာတ်တွေပါဝင်တဲ့အတွက် ယင်ပူရှင်ကိုကိုးဆိုးစေပါတယ်။ဆိုတော့ဆိုတာတောင်ချင်းဟာအဆစ်တက်ကိုမြင်စေပါတယ်။ဆိုတာမှာပါတဲ့ကောက်ကွန်တိုင်းအောက်ဆိုင်ဟာအဆိုင်အတွက်ဆိုးကျိုးကိုဖြစ်စေပါတယ်။သို့မှာပါတဲ့ gastry ဟာအဆိုင်ရမျိုးကိုတက်လာတဲ့အခါယင်ပူစေပါတယ်။ chocolate chocolate ဟာအဆီများတဲ့အစာစားတွေမှာပါပါတယ်။အဆစ်ကိုပိုထွက်စေပါတယ်။ဇက်တုံမျိုးဇက်တုံမျိုးဟာစမ်းမရီအတွက်တင်တော်ပေမဲ့ အစာချင်းချင်းကိုအနှောင်ရွှယ်ဖြစ်စေပါရယ်။ငရုတ်ကောင်းငရုတ်ကောင်းဟာပူဆက်တဲ့အစာအစာတစ်ခုပါ။အဆက်ထွက်တာများစေပြီးရင်ပူရင်ဆောင်ဖြစ်တတ်ပါရယ်။ထော်ဘက်ထော်ဘက်မှာအဆီတွေပြင်းမလွယ်တဲ့ကယ်လိုရီတွေပါဝင်နေပါရယ်။ဒါကြောင့်လျှော့စားသင့်ပါရယ်။သစာလုံးချိုးခြင်းများဗီတာမင်စီနဲ့အမွေးနံတွေပါဝင်ပါတယ်။သဘာဝတရားတက်ကောင်းပေမဲ့ အဆင့်တက်များစေတဲ့ဗီတာမင်စီကြောင့်ရင်ဘူးရင်းကိုဖြစ်စေပါတယ်။ပေါ်ပြပေးခဲ့တဲ့အစာစားတွေအောင်ရင်ဘူးရဲ့ဝေဒနာကို ပိုဆိုးစေတာကြောင့်မိတ္တခန္ဓာရင်ဘူးတော့ခန့်ဆာရတတ်တဲ့သူတွေနေနဲ့တရိတာရှောင်ရှားနိုင်ဖို့ဆန္ဒပြုလိုက်ရပါတယ်။ဆန္ဒပြီးတော့ရှင်တို့ဆန္ဒပြီးတောက်ရီပန်ထွက်သလိုမိန်ကလေးတွေရောတောက်ရီပန်ထွက်နိုင်သလားဆိုတာတင်ဆက်ပေးကြပါမယ်။အမျိုးသားများအထူးစိတ်ဝင်စားကြမယ်။ ိတ်ကလေးတောက်ရီပန်းထွက်ခြင်းကြောင့်တက်ဆက်ပြီးမှာတော့မိတ်ကလေးတိုင်းတောက်ရီပန်းထုံလာကြလားဆိုတော့လီလာကြရအောင်အဲ့လိုတောက်ရီပန်းထွက်တာကအရသာရှိလို့လို့ပြင်းမြောင်လို့ပန်းထွက်တာလားအမျိုးသမီးအရေးပန်းထွက်ခြင်းဆိုတော့ပါပါလေမိမတိုင်းလုံတိုင်းပါသလားအဲ့ဒီမိကုံလေးကိုဆရာဝန်ကဖြေပြတာပါတယ်မိမက်ကူဟာလှုပ်ဝက်ဆန်းကြပါတယ် G-Sport ရှိမရှိကိုညင်းသူတွေကညင်းနေကြတော့မှ ိမသူရေးဖန်ထွက်ခြင်းနဲ့ပတ်သက်ပြီးလည်းအငင်းကုန်လေးဖြစ်နေပါတယ်။ကံကောင်းစွာနဲ့မကြသေးခင်ကလ ీల သက်တွေကသူရေးဖန်ထွက်တာနဲ့ပတ်သက်ပြီးတဆုတဝက်ကိုဖြည့်ရှင်းနိုင်ပြီးဆိုပါတယ်။အဲ့ဒါကပါလေမိမတော်တော်များများကအဲ့ဒါကိုစီးလိုပဲထင်ပါတယ်။ပြင်တဲ့လ ీల သက်တခုကအရေးပန်းထုတ်တတ်တဲ့မိမတွေကိုစွတ်စေပြီးနောက်မှာအဲ့ဒီမိမတွေပြီးဆုံးသွားရင်စီးရင်တွေကစီးပမာဏရှုံးနေသွားတာကို လိမ့်လာတွေ့ရှိရပါတယ်။ဒါပေမဲ့ Australia ကစီးနေသောဆိုင်ရောက်ပညာရှင်တယောက်ကတော့မိမ Prostate gland နဲ့အရေးပန်းထုတ်ခြင်းကိုလိမ့်လာတွေ့ရှိခဲ့ပြီလို့ဆိုပါတယ်။သူ့ရဲ့လိမ့်လာချက်ရောက်ဖက်ဆက်ရခိုင်နှုန်းထက်နေတဲ့မိမတွေဟာစိတ်မဟုတ်ဆက်ဆံစိတ်ထွက်တဲ့အရေးမဟုတ်တဲ့အသာအရေးတစ်မျိုးကို တွေ့ရှိခဲ့ပြီလို့ဆိုပါတယ်။အဲ့ဒီအရေးဟာယောက်ျားတယောက်ဆက်ဆံစိတ်ထွက်ရှိတဲ့သဘေနဲ့ တာရုဝေဒသဘောချင်းတူနေတာတွေ့ရပါတယ်။အဲ့တော့ဘယ်ကလာလဲ။မိမတရားရဲ့မရင်ကအထွေမအပေါင်းသားလေးမှာကလေးသေးသေးလေးတွေအများကြီးပါ။အဲ့နာတွေကမိမသူရဲ့အရင်မြေဖြစ်နိုင်ပါတယ်။အဲ့ဒီကလေးလေးတွေကိုမိမ prostate ကလေးလို့လည်းခေါ်ပါတယ်။တကယ်ထွက်တဲ့မိမသူဟာအပြာကားတွေကမိမတွေထွက်တာလည်းမတူပါဘူး။တကယ်ထွက်တဲ့သူဟာ အနက်ပြင်ပြီးတစ်ချွဲချွဲအဖြူအောင်ရှိပါတယ်။တကယ်အရေးပန်းတတ်တဲ့ဆိုတာဟာအဲ့ဒီအရေးနဲ့ဈေးနဲ့ရောထားတာပါ။ပြောရရင်အပြကားတွေကရိုက်ခွက်တွေကအတူတွေပါ။မင်းသမီးရဲ့မောင်အင်ကလည်းသူ့ဝင်းထိုးထဲတာပြီးလှုပ်ဆော်ပေးလိုက်တဲ့အခါပန်းထွက်လာတာပါ။မိန်ကလေးတိုင်းတော့ရေပန်းထုံနိုင်သလားလေးလာကြရအောင်။အဲ့လိုတော့ရေပန်းထွက်တာကအရာသာရှိလို့ပြီးမြောက်လို့ပန်းထွက်တာလား။ အမျိုးသမီးအရေးပန်းထွက်ခြင်းဆိုတာဘာပါလဲမိမတိုင်းလုံနိုင်မှာသလားဒီမိကုန်တွေကိုစိတ်ဟောင်းကဖြည့်ပြီးထားပါတယ်။ဒါပေမဲ့ဩစတြေးလျကစီနံကြောင်ဆိုင်ရာပညာရှင်တယောက်ကတော့မိမပရော့စတိတ်ဂလန်နဲ့အရေးပန်းထွက်ခြင်းကိုလေ့လာတွေ့ရှိခဲ့ပြီလို့ဆိုပါတယ်။သူ့ရဲ့လေ့လာချက်ရာတစ်ဆယ်ရာခိုင်နှုန်းထက်နည်းတဲ့မိမတွေဟာစီမဟုတ်ဆက်ဆံစဉ်ထွက်တဲ့အရေးမဟုတ်တဲ့အသာအရေးတစ်မျိုးကိုတွေ့ရှိခဲ့ပြီဆိုပါတယ်။အဲ့ဒီအရေးဟာယောက်ျားတယောက်ဆက်ဆံစဉ် ခက်ရှိတဲ့သမီးနဲ့တာရုဝေဒသဘောချင်းတူနေတာတွေ့ရပါတယ်။မိမတိုင်းသမီးပန်းထုံနိုင်သလားဒီကိစ္စကတော့ပြောရခက်ပါသေးတယ်။မိမတယောက်ဘလောက်ကောင်းနေလဲသမီးပန်းထုံနိုင်မှုဆိုတော့မသိကြပါဘူး။မိမတယောက်စီစီအတွက်ကွဲပါသေးတယ်။အာဖရိကကတချို့လူမျိုးစုတွေမှာမိမတိုင်းကအရေးပန်းထုံနိုင်ပါတယ်။တချို့လိန်ကျွမ်းကျင်ပညာရှင်တွေကလည်းမိမကို အရေးပန်းထုံနိုင်အောင်သင်ပေးနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ မိမတွေအရေးပန်းထုတ်ခြင်းကပိုကောင်းကောင်းခံစားရတယ်လို့မဆိုလိုပါဘူး။အဲဒါကမိမတွေရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့စာနိုင်ပါတယ်။တချို့မိမတွေကတချို့ဆက်ဆံပုံတွေကိုပိုကြိုက်တယ်လို့ပါပဲ။တချို့ကအရေးပန်းထုတ်နိုင်ပါတယ်။ဒီကိစ္စမှာမိဖို့နဲ့အများကြီးရှိနေပါသေးတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့အသားလေးကိုတော့ဒီမှာပဲခေတ္တရနာဝင်ပြပါရှင်။နောက်တစ်လေကျမတို့ channel ကလည်းဘုဒ္ဓတာဖြစ်စေမဲ့အသားလေးတွေကိုရွေးချယ်တင်ဆက်ပေးမှာပေါ့။ ဆောင်းမြောင်းပေးကြပါအောင်ရှင်ကြည့်ရှုအောင်ပေးခဲ့ကြတဲ့ပရိသတ်တရားစီစီကိုချိန်ဆတူပဲတင်ရှိပါရရှင်